မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီတစ်ခါတော့ဆရာကဂျာစာပရိသတ်မိတ်ဆွေတွေအတွက်2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်တလဆာချောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစလန်ကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဂျာစာပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပီးယာမှန်သမျှဝေးကွာကြပါစီကြောင်းကျွန်တော်ကဒီကနေ့ဥစွာမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်2025ခုနှစ်17လပိုင်းမှာမဟောမီဆရာတို့ ဘာလို့လို့နဲ့အခုဆိုရင်ဇန်နဝါရီကစလာလိုက်တာဒလာပြီးဒလာဒလာပြီးဒလာနဲ့အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်လာပြီအဲ့တော့ဂျာစာဖိသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အဲဒီပြီးခဲ့တဲ့10လပိုင်းအထိကိုမိတ်ဆွေတို့ရဲ့ကံဟာဒီ2025မှာအခြေအနေဘယ်လိုရှိခဲ့တယ်လဲခင်ဗျာထို့အတူဆရာရဲ့ဟောစတန်တွေတနစ်စာဟောစတန်တွေတလစာဟောစတန်တွေရောလိုက်နားထောင်ဖြစ်ရလားကြည့်ရတာရောအဆင်ပြေရလားထို့အတူပဲဆရာမိတ်ဆွေတွေအနေနဲ့ ဘာတွေများအကြံပေးလို့တော့မိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်ဖြစ်ခဲ့သလားကံဆိုးတဲ့နှစ်ဖြစ်ခဲ့သလားသူမဟုတ်ပုံမှန်တိုင်းပဲလားဆိုတာလေးဆရာကိုမှတ်မိကြပါဘူးအဲဆိုတော့ဆရာမိတ်ဆွေတွေအနေနဲ့ဆရာ review လေးတွေ like ဖတ်လို့ရအောင်လို့ပါ2025ခုနှစ်ဆက်ရလပိုင်းနိုဝင်ဘာလအတွက်ဂျာဇာဘီတာမင်းမိတ်ဆွေတို့ရဲ့ဥစွာပထမမိတ်ဆွေတို့ရဲ့ကံကိုဥစွာဆရာတို့တားတော့ကံလေးတစ်ကလောက်ဆွဲကြည့်လိုက်ရအောင်ဂျာဇာဘီတာမင်းမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံဟာ လုပ်ငန်းတစ္ဆတင်ခြင်းတိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ထို့အပြင်အနာဂတ်အတွက်အတိတ်အတွက်ရည်မှန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာတသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လာဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသေးတဲ့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစကြံစီနေတဲ့ စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတဲ့ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ခြေတိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေအားသာခြင်းတွေချင်းတွေရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းတဲ့အကြံစီတဲ့တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်မျိုးတွေတွေးခေါ်ရန်အတွက်လည်းအားသာသောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခါးနဲ့ပတ်သက်တာမျိုးလေးတွေ အဲခါကြိုက်တာမျိုးလေးတွေခြေလက်တို့ဒူးစစ်တို့နာကျင်ကြိုက်ခဲ့ရတာမျိုးတွေအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်ကြရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ချမ်းမာရေးကောင်းပြီးငွေမဝင်ချမ်းမာရေးအနေနဲ့ငွေအဲဝင်ငွေကောင်းရင်ချမ်းမာရေးကောင်းပြီးဝင်ငွေမကောင်းရင်ချမ်းမာရေးညံတဲ့အတွက်ဂျာစာပတိသပိမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့တေးကြတဲ့ ကြာသာပရိသတ်သမီးတွေရဲ့အိမ်တော်ဘက်ကတော့ငွေကြေးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအိမ်များများကောင်းမယ်လားလို့ဆရာကခန့်နှောင်းတော်လေးပြောလိုက်ပါရစေ။ဥကောင်းကိုက်ခဲကြီးမျိုးတွေခြေစစ်တို့ခါးတို့အကြောတို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးတတိပြုရမယ်။မိတ်ဆွေတို့အနေနဲ့ဒီဒလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ ဒီလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လိုက်တိချက်ပို့ပြီးတော့မောသန့်အဲဆွမ်းနာလိုရင်းနှီးမြုပ်နှံမှုတွေစဉ်စားတွေးခေါ်မှုတွေအားသာကောင်းမွန်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်ယာဒူးတိုးခြင်းယာဒူးတက်ခြင်းတွေကြုံရနိုင်တယ်ထို့အပြင်မဲ့ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေ ခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်။ပညာရတစ်ခုခုကိုလေးလာသင်ယူနေတာမျိုးလက်တွေ့မှာလည်းထိုပညာရအပေါ်မှာအတုံးချမိခိုနေတာမျိုးအားသာကောင်းမှုပြီးတော့ပညာရင်းနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားသလောက်စွန့်ရင်စွန့်သလောက်အောင်မြင်မယ်ဆိုတဲ့လဖြစ်တာအတော့ အတေချာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်းဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလှုပ်ဆောင်ရင်တော့အစဉ်ပြေမှုတွေအာသာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့သူများတဦးတယောက်အားငွေကြီးနဲ့ပတ်သက်လို့ချီးတာငားလာလေးမှာသတိပြုစင်ကြံရလိုအပ်တယ်။ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်။အလှပရေးရဆိုင်ရာလေးတွေလူမှုရေးကိစ္စကဏ္ဍလေးတွေကြောင့်ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေပဲတို့ ဖြစ်နေတက်ပြီးတော့ဆွမ်းနာပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲသောလဖြစ်ပါတယ်။ဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရရလေးဆရာကူလောက်ပြောပြရစီမိတ်ဆွေများခင်ဗျာဂျာစာပရိသတ်ကြီးမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရရလေးပြပါမယ်။ဆရာတို့ဒါလေးကကတ်တူစာရွက်လေးလို့မျက်စိထဲမှာမြင်လိုက်မိတ်ဆွေများဒါလေးကကတုစာရကလေးဆိုပြီးဗျာဆိုလိုတာကဒီမှာဘောင်လေးတွေပါတယ်ဒါကလည်းနှစ်လက်မှာအလျားနှစ်လက်မှာအနံနှစ်လက်မှာပေါ့နော်မျက်စိနဲ့မြင်သာအောင်ဆရာပြရရင်အလျားနှစ်လက်မှာအနံနှစ်လက်မှာ ဆက်မိတ်ဆွေတွေကိုဆရာဆွတ်ပြမယ်เนาะဆရာတို့ဒါကတွေ့ကြလေးပေါ့เนาะဒါလေးဟက်တွေ့ကြဒါလေးနှစ်လက်မှာပေါ့အလျားနှစ်လက်မှာအနံနှစ်လက်မှာလေးနဲ့เนาะဒါပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ဆရာဆော့ပြန်အပြာနဲ့ဆက်ဆွဲပြမယ်เนาะအဲ့ဒီဘာဝင်တွင်းမှာမခတ်ပါဘူးအဲ့ဒီလိုတွေ့ကြလေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲ့တော့ဒီမှာအစွေကံတုံးလေးတုံတုံထပ်ထားလိုက်ပါအဲ့ မေရှုရုံနဲ့တွိကန်တုံးလေးတုံးထပ်ထားလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်တွိကန်တုံးလေးတုံးထပ်ထားလိုက်တဲ့ဆရာမေရှုရုံဒါလေးကိုအလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကိုပလတ်စစ်လေးလောင်းပြီးတော့မေရှုရုံရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီအဲမေရှုရုံရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီပလတ်စစ်လေးလောင်းပြီးတော့အမြဲတမ်းစောင့်ထားပါ ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီမှာတော့ကျင်းသေးပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တိပေမဲ့မိတ်ဆွေအစ်တင်များအတွက်ကိုငွေမြဲစီရန်ရည်ရည်လေးပေးလိုက်ပါတယ်ခေါင်းကြီးစာစာပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေဆက်တူလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအထယ်လိတ်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ကလှုပ်ဆောင်မှာအားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းတစ်ပါးလူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုန်မစိုးရှေ့တိုးဆောင်ရပြီးတော့လှုပ်ဆောင်ရင် ကံရဲ့အထောက်အပံ့ကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လေငဘုကဆောက်လက်စတွေမပြည့်ပြည့်ဖြစ်နေတော့မိတ်ဆွေကြသားမိသားသမီးများဒီလာတာတော့ပြင်ပါနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းပြည့်ပြည့်အောင်တိဆောက်နိုင်တာမျိုးတွေပြည့်ပြည့်အောင်အဆုံးသက်ပြီးတော့တိဆောက်နိုင်မယ့်ကာလဖြစ်ပါတယ်စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေဆက်တူလုပ်ငန်းတွေခြေတူဆိုင်ရာလုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတဲ့အခါ မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးသစ်အမြင်သစ်တွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအာသာပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရသည်ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရွက်လုပ်ဆောင်ခြင်းတွေဟာအာသာတိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစေပါတယ်ဒီလတာတော့တွင်မှာဆိုရွှေဝင်လာတော့အားနည်းချက်ဖြစ်ပါလိမ့်မယ် ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ကိုကိုကိုပြန်တွေးကြည့်ပါရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုတွေးကြည့်ပါဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင်ရွှေလေးစတိပေါင်မိတာမျိုး သူမဟုတ်ရင်လူဝင်မတော်လို့ချွေဝဲထားတယ်ဆိုရင်လည်းဇတိကလေးပြန်ရောက်ပြီးတာမျိုးဖြစ်စေသူမဟုတ်မဖြစ်မနေညအိမ်ညာမိသားစုဝင်တွေမှာအရေးတကြီးကျမ်းမာရေးညံ့လာတယ်ကျူးကျားလာတာရှိလို့ရှိရင်ကိုကိုယ်တိုင်ရှင်နှချောင်းညအိမ်ညာနေလေးထွက်ပြေးလိုက်တာမျိုးသူမဟုတ်ရင်ချွေကလေးဇတိထိုသူရဲ့မွေးနေမှာပေါင်ပေးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိစုတို့ရဲ့ကျမ်းမာရေးအဝါဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်ပြေသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာပိသာမီမိစုများပိုင်းဒီကာလမှာ စကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါဘာကြောင့်လဲဆိုတော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘက်ဘက်ကဖီအားတွေပေးလာတက်တဲ့ကိစ္စလေးတွေအရာရာကိုရုံးကန်ရတာမျိုးလေးတွေအပြန်ဆိုင်တိုက်ခိုက်တွေများတက်တော်လာဖြစ်တဲ့အတွက်တော့ social inclusion dancer တွေအဆိုးအကအရေးတိသဖြင့်တခုမှအမှုပညာဗေဒင်ဗေဒပတိလူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတော့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့လူတာထပ်ပို့ပြီးတော့အနောက်နေ့အကြံကြာလေးဂျုံဝတ်တက်တဲ့အတွက်တော့ review စင်ကြင်ရအတွက်တော့လူအပ်တော့ကာလာဖြစ်ပါလေ ငွေကြီးနဲ့ပတ်သက်ရင်အာမခံလောက်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလောက်ချင်းအဲဆွနာလိုပေါ့ဟိုလူယုံလွယ်ချင်းမျိုးတွေကိုတတိထားဆင်ယူပေးရတော့တော့လူအပ်တော့လာဖြစ်ပြီးတော့ပတ်စံရှိရင်တော့စုံမတူတူဆရာငယ်ကိုလာပေးထားလို့ရပါတယ်ခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငားပါနဲ့အားနာရင်ခါပါတတ်တော့ကာလဖြစ်ပြီးတော့မိမိမှရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုပြဿနာအခက်ခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ ငွေကြေးရှိတာမျိုးတွေတော့မရောက်လုံဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ်တောင်းပါတိုးတော့နည်းနည်းလေးတော့အထင်အော်လေးတွေကြုံသွားတက်တဲ့အတွက်၎င်းတို့အဆွမ်းလာလို့ကိုပိုတိုင်းတောင်းတာတက်တူတယောက်ရဲ့အကူအညီကိုရယူပြီးတော့ပြောဆိုတာမျိုးလေးတွေအကူအညီလေးတွေကိုရယူပြီးတော့တောင်းတာမျိုးလေးတွေကချင်းတွေပေါ့ရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတက်တော့လား အရှင်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်အပ်တတ်တော်လာဖြစ်ပြီးတော့အဲမိမိရဲ့ချစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲမိမိရဲ့ချစ်သူအပေါ်မှာကိုယ်ကနှွမ်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေအဲတာမန်ထပ်ပို့ပြီးတော့အဲဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုး ဖြစ်ရတတဲ့သူကသမီးသားများအနေနဲ့ဆိုလို့ရှိရင်ဘာကိုမဆိုအဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုချီချီနဲ့ချစ်တူဆောင်ရမ်းလှုပ်ဆောင်မှာအဆင်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်သို့မဟုတ်ပဲနဲ့တူကိုကအဂျိုးဆွဆွဆွဲတာမျိုးတွေမတိချာမရေရာပဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြတ်ခြင်းရက်တန့်လိုက်ရခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါလေအိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာစာပိသမီးမိတ်ဆွေတွေဒီလဟာ ိန်ထောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူးအကယ်၍အဆင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူယုံတဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ငွေကြီးကိစ္စအငင်းခုန်လေးတွေကြောင့်ပြဿနာတက်လာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာအိမ်ထောင်ကြီးမှာအနေငယ်လေးတွင်းအေးနေတာမျိုးနှွေးထွေးမှုတွေအားနေနေတာမျိုးလေးတွေကြုံရတတ်တော့လားဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်ထောင်ရှင်များဟုတော့ ပုံမူပြီးတော့နှိမ့်နေနေတိုင်းတက်တိုင်းပဲမင်းနဲ့နွနွဆွဆွေးလိုအပ်ပါတယ်မရှိလို့နေနေဒီလာတာတော့တမှာဆိုအိမ်တော်ရှင်မအဖူကတော့ OA ရှမ်းမင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ရတဲ့အခါမှာတိုင်မင်းနှိမ့်နိုင်ပြီးတော့လှုပ်ဆောင်ပေးဖို့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဒီတလာတာတော့တမှာဂျာစာပရိသတ်သမီးများချုပ်ပြီးပြန်ပြောရယ်ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လှုပ်ပါချစ်တို့ဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုတို့တတ်နိုင်ပါတယ်ညာပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားဆိုင်ရာလုပ်ငန်းတွေ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စံစီစေစားစက်ပစ္စည်းအထည်အလေးဒေါ်လာတက်စီဒီဇယ်ပူပိုင်လုပ်ငန်းတွေအဝေးတနေရာအဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းဈေးနိုင်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးရဲ့ပညာရက်ကိုရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကိုကိုယ်တိုင်အမိနာမခံလို့ဖြစ်နေအားသာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင် အဘိယောဆုံနဲ့ပတ်သက်တာမျိုးအပွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့အသာကောင်းမှုပြင်မဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြားကနေခံမြမြရုံးထွက်ကာမှတော့ကကြမယ်လားဖြစ်ပါတယ်ဒီတလားတာတို့တွေမှာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်ရှစ်လုံးလုံးလဲတစ်ဖက်ပေါ်မှာရှုပ်ချယ်မှုလေးတွေဖြစ်ရတတ်တယ်အိမ်ထောင်ကြီးနဲ့ပတ်သက်တော့လဲသူအေးနေတာလေးတွေချုပ်ပြီးတော့ပြန်ပြောပြရစီဒီတလားတာတို့တွေမှာ ကြစားပြီးသသမီးမိတ်ဆွေတို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တောက်ကြသသမီးတွေနဲ့တွေ့ဖက်လှူတာမျိုးသို့မဟုတ်အင်္ဂါသသမီးတွေနဲ့တွေ့ဖက်လှူတာမျိုးတွေဟာအာသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပေးသောအရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်စမ်းတီယာအရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစေသောကဏ္ဍဟာတော့၃ကဏ္ဍခုနှစ်ကဏ္ဍငါးကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်းလို့ အနီယောင်းတို့နီညိုယောင်းတို့များများပါသောအယောင်တွေကိုဝစ်စင်အာပြုသုံးဆွဲရင်ပုံမှန်ပြီးတော့ကံကောင်းထောက်ကူရရှိစေမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလေးတွေလုပ်ငန်းကိုင်ငန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စမတော်မီမပြောမီမှာမျက်စွာပြရမှာပေါင်မုတ်ကလေးကိုနိုးစီလေးတုပ်ပြီးတော့ဆူတောင်းပြီးတော့လိုရာကိစ္စပြောဆိုရင်အရေးကြီးသောကိစ္စတွေဟာထင်တော်မှုမရှိပဲအောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်။ အဆက်ဆက်ရရမိတ်ဆွေတို့အတိတ်ခံပြုလို့တဲ့ဆရာငယ်ရဲ့ဂျာစာပရိသတ်ဝိမိတ်ဆွေများအတိတ်ခံပြုလို့တပတ်ဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့12ရက်တိတိအတိတ်ခံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကြက်တဲတွေပြေလဲပြေပြောက်သွားစီမှာအတိတ်ကြပဲဖြစ်တယ်ထို့ပြင်မိတ်ဆွေတို့နေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောဝေဖုန်ကြည့်ကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါလေဒီဒေါ်လာတာတော့တွင်မှာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတူအယောင်းထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောက်တော်ကြီးရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအစဉ်ပြေစီရင်တရတာလုံးငွေကြေးကံကောင်းစီပြီးအဆက်ဆက်အရာအစဉ်ပြေစီရင်တို့ကပိတ်နေသောလက်တွေပွင့်လန်းစီရင်ပြုလို့ရမယ်ရေဒီယာအနေနဲ့မပြောမီဇီယံငနာပိတ်နေမိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချက် 7902904170ဟိုကအက် Telegram မှာဖြစ်စေ Viber နံပါတ်963905059နဲ့မှာဖြစ်စေဆက်သွယ်မြင်းညာနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ7လပိုင်း၄ရက်နေမှာဆရာငယ်အိမ်မှာရွှေရအိစာတရားချစ်ကြိမ်မြောက်ရွှေရအိစာတရားမိတ်တိစေဂိုင်းတော်ဝင်အဲနေဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါပေါ့ဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးကိုစွန့်ကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီခန့် အလူစနလိုအလူငွေထဲဝင်ခြင်းတိခတ်မှာဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားကြွေးပါတယ်ကျွန်တော်ဒါနဲ့ဆိုရှစ်ကြိမ်ကြည့်ပါပြီဇီယာငယ်ရဲ့အလူဟာ9ရက်သား9ရက်သားသမီးရဲ့အလူဖြစ်ပါတယ်မိတ်ဆွေတို့ဒရတာလုံးအဆက်ဆက်ရဲ့အစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရဲ့အောင်မြင်အစင်ပြီးတိုးတက်စေရန်အတွက်ကိုင်းရွက်လေးတရွက်လိုအပ်ပါတယ်ကိုင်းရွက်လေးတရွက်မှာကိုင်းရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့ဆွဲလိုက်ပါ သူမဟုတ်ရင်လည်းအဲချောနာထုံးကလေးနဲ့ဆွဲလိုက်ပါသူမဟုတ်ရင်လည်းစတာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မန်းကလေးနဲ့ဖြစ်ဖြစ်စစလုံးစတာဘဝစတာဘဝလေးလုံးဆွဲလိုက်ပါအဲမျက်စိနဲ့မြင်ထားပါကကုတန်ကုံဘုရားဘောနာကုံဘုရားကတ္တပဘုရားဘောဓမဘုရားဆိုပြီးတော့ဘုရားလေးစုကိုအာရုံပြုပြီးဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာเนาะအနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖေးရမှာတောက်ရည်နှစ်ခွက်နဲ့အတူ ပကံများတစ်ချက်တည်းမှာတော့ထည့်ပြီးတော့လှူဒန်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြသာပရိသတ်သမီးတွေပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကြသာပရိသတ်သမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရ၁၇လပိုင်းဒီမှာယေရနာစင်ကြောက်ဇေတော်တိုင်းကစားနိုင်ကြပါစေခမရ